ာပါရှင်ကျမကထထန်းရှိနေတော်စုတနာတိဖြစ်ပါတယ်ရှင် တော့ဒီနေ့ဖြည့်ကြပေးမယ့်မိကွန်းလေးရတော့ပေါ့နော်ဆ ਿਆ မရှင်လင်ယောက်ျားကရိုင်းနှံနှိပ်ဆက်လို့ကွာရှင်းကျင်တာမကွာပေးဘူးဖြစ်နေလို့ပေါ့နော်ဘလို့ဆက်လုပ်ရမလဲဆိုတော့မိကွန်းလေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဆိုလို့ရှင်ပေါ့နော်ကွာရှင်းနေရနေပြီးတော့သုံးနေရှိတယ်ဘလို့မျိုးအနေထားမျိုးမှာနေပြီးတော့လင်ခန်းမရခံပြည့်စဲလဲပေါ့နော်အဲ့တော့နှစ်ဦးသဘောတူကွာရှင်းတာရှိတယ်နှစ်ဦးသဘောတူကွာရှင်းတာကတော့ရှင်းတယ်ပေါ့နော်ဟိုလင်မယားနှစ်ဦးဒါသဘောတူတယ်ဆိုလို့ရှင်နော်ဒါစာချုပ်စာတမ်းနဲ့ဖြစ်ဖြစ်ပေါ့နော်နှုတ်နဲ့ဖြစ်စီပေါ့နော်ကွာရှင်းနိုင်တယ် အဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှင်လင်ယောက်ျားရဟန်းဝိတ္တရဟန်းဝိတ္တဆိုတာကကြတော့ဒီခဏတစ်ဖြုတ်ရဟန်းဝိတ္တဆိုတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်သာသနာ့ဘောင်ထဲကိုအပီးပိုင်ပေါ့နော်ဒါပြောမယ်ဆိုလို့ရှင်ရဟန်းဝိတ္တသွားတာပေါ့နော်ဒါမျိုးဆိုလို့ရှင်တော့ဒါလင်ခန်းမရခင်ပြက်ဆဲပါတယ်နောက်တစ်ချက်ကကြတော့အိမ်ဆောင်ကြီးပြည်မှုကျူးလွန်လို့ဟိုလင်ခန်းမရခင်ပြက်ဆဲတာရှိတယ်ပေါ့နော်အဲ့တော့အိမ်ဆောင်ကြီးပြည်မှုကျူးလွန်နေဆိုတဲ့အချက်မှလည်းပေါ့နော်တာမန်အိမ်ဆောင်ကြီးပြည်မှုလားကြီးလေးတဲ့အိမ်ဆောင်ကြီးပြည်မှုလားဆိုတာလေးကိုလည်းကျွန်မပြောပြသွားပါမယ်အဲ့တော့တာမန်အိမ်ဆောင်ကြီးပြည်မှုက၅ချက်ရှိတယ်ပေါ့နော်ကြီးလေးတဲ့အိမ်ဆောင်ကြီးပြည်မှုက၂ချက်ရှိပါတယ် ဒီလိုမျိုးအချက်တွေနဲ့ကျူးလွန်နေဆိုလို့ရှိရင်တော့သူက question ခွင့်ရတယ်ပေါ့နော်အဲ့တော့တာမန်အိမ်တော်ကြီးပြမှု၅ချက်ကဘာလဲဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ရက်ဆက်မှုဖြစ်တယ်ပေါ့နော်လင်းယောက်ျားရဲ့ရက်ဆက်မှုဒီလင်းယောက်ျားရဲ့ရက်ဆက်မှုဆိုတာဒီစိတ်ကိုပေါ့နော်စိတ်ဆင်းရဲအောင်ကိုဆင်းရဲအောင်အများနဲ့လုပ်တယ်လင်းငယ်နေတယ်ဆိုပြီးတော့ပေါ့နော်မဟုတ်မမှန်နေဆွဆွဲပြောဆိုတဲ့အနေအထားမျိုးလေးတွေပေါ့နော် ဲ့တော့ဒါချင်းအောင်ညိုင်းနေတဲ့အနေအထားမျိုးတွေဆိုတာဒါရက်စက်မှုဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒါလင်းယောက်ျားကနေပြီးတော့ဖောက်ပြန်နေပေါ့နော်လင်းယောက်ျားဖောက်ပြန်နေဆိုတော့အခုချိန်မှာတော့တလင်းတမယာနဲ့ဆွဲဆိုလို့ရတဲ့အနေအထားဖြစ်သွားပြီပေါ့နော်တတိယအတစ်ချက်ကလင်းယောက်ျားဒုတိယမယာယူမှုပေါ့ဒါကလည်းတလင်းတမယာနဲ့အခုချိန်မှာဆိုဆွဲဆိုလို့ရသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှင်သူကစွန့်ပြစ်မှုစွန့်ပြစ်မှုဆိုတာကဒီပေါ့နော်ဒီအမျိုးသမီးကနေပြီးတော့စွန့်ပြစ်ရင်တစ်နှစ်အမျိုးသားစွန့်ပြစ်လို့ရှင်သုံးနှစ်သူကပေါ့နော်ဒီနှစ်အထိအတော်တွေ့မှာနေပြီးတော့ပြောမယ်ဆိုအဆက်အသွယ်မလုပ်ဘူးမထောက်ပံ့မဲနဲ့နေတယ်ဆိုလို့ ရင်တော့အကြံကြီးတဲ့သူကနေပြီးတော့ကွာရှင်းခွင့်တောင်းဆိုနိုင်တယ်ဆိုတာပြောပြတာဖြစ်ပါတယ်။နောက်တစ်ခုကကြာပါလဲဆိုလို့ရှင်တော့ရက်ဆက်မှုပါပေါ့နော်။ရက်ဆက်မှုပြီးသွားပြီ။ရက်ဆက်မှုပြီးသွားပြီ။ဆုံးပြမှုပြီးသွားပြီ။ဆုံးပြမှုပြီးသွားပြီပေါ့နော်။နောက်တစ်ခုကကြာတော့လင်းဖြစ်တဲ့သူကဒုတိယမရယူမှု။နောက်တစ်ချက်ကကြာတော့လင်းဖြစ်တဲ့သူကနေပြီးတော့အိမ်အောင်ရေးဖောက်ပြန်တယ်ပေါ့နော်။နောက်တစ်ခုကလီဆဲမှု။လီဆဲမှုဆိုတာဘာလဲဆိုလို့ရှင်ဥမာကိုကအိမ်အောင်ရှိရတာနဲ့လူပြိုပါဆိုပြီးတော့ပေါ့နော်။လိန်လဲပြီးတော့လက်ထက်တယ်။ဒါအခုချိန်မှာဆိုရင်တော့တင်တမရစနေ18ဆွဲဆိုလို့ရတဲ့အနေထားပေါ့နော်။ဒီလိုအချက်တွေရှိတယ်ဆိုလို့ရှင်တော့ဒါမျိုးသားပ ဖြစ်ဖြစ်အမျိုးသမီးရဖြစ်ဖြစ်ပေါ့နော်ဒါကွာရှင်းခွင့်လျှောက်ထားမှာဖြစ်တယ်နောက်တစ်ခုကကြီးလေးတဲ့အိမ်တော်ရေးပြည့်မှုပေါ့နော်ကြီးလေးတဲ့အိမ်တော်ရေးပြည့်မှုမှာဆိုလို့ရှိရင်တော့ဒါဇနီးဖြစ်တဲ့သူကပေါ့နော်မိန်းမရဲ့ဖောက်ပြန်မှုကြီးတော်ကြီးလေးတဲ့အိမ်တော်ရေးပြည့်မှုတွေမှာပါတယ်နောက်တစ်ချက်ကကြတော့ပေါ့နော်ဒီကြီးလေးတဲ့ရက်ဆက်မှုပေါ့နော်ဒီဘသူပဲဖြစ်အမျိုးသားပဲဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့နော်ဒီမျက်စိတစ်ဖက်ကန်းသွားအောင်เนาะနားမကျအောင်အယိုးအစ်စ်တွေကျိုးသွားအောင်သွားကျိုးသွားအောင်ရပောင်း20လောက်ဒီဆေးရုံမှာတက်ရမယ်အနေထားမျိုးဖြစ်အောင်လုပ်တယ်ဆိုရင်เนาะဒါကြီးလေးတဲ့ရက်ဆက်မှုဖြစ်တယ်ဒီလိုအနေထားတွေဖြစ်တယ်ဆိုရင်เนาะဒါတရားရုံးမှာ question င်းခွင့်တောင်းဆိုလို့ရမှာဖြစ်ပါတယ်